ူချမ်းမင်းသားတွေကိုထင်မြင်သေးတဲ့စကားတခွန်းကြောင့်လူပြောများနေတဲ့ချူလင်း မကြသေးမီကအကယ်ဒမီရထားတဲ့တရုတ်ဆောင်ချူလေးကတော့လူချမ်းတွေကိုထင်မြင်သေးတဲ့စကားတခုကြောင့်လူတွေဝေဖန်တာခံနေရပါတယ်။အထူးသဖြင့်ရခိုင်လူမျိုးတရုတ်ဆောင်မင်းသမီးချူလေးရဲ့လူချမ်းတရုတ်ဆောင်တွေပေါ်မှာစေတနာတရားတရားနယ်ပိုင်းပြုမှုနဲ့စော်ကားခဲ့တဲ့စကားတခုကြောင့်ရခိုင်လူမျိုးတွေရဲ့ဂုဏ်သိက္ခာကိုကြာစင်းစီရဲ့လို့လူတွေဟာဝေဖန်ကြတာပါ။ရခိုင်သူချူလေးကအနုပညာမျိုးရိုးမရှိပေမဲ့လည်းအနုပညာဝါသနာကြီးလို့နာကြောင့်ရန်ကုန်ကိုလာပြီးအနုပညာလှူရှားမှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။ ဂျူလီယာအနုပညာလောကကိုစတင်ဝင်ရောက်စဉ်ခါကလေးကအနုပညာလောကမှာနေရာလိမ့်တနေရာရှာဖို့စွမ်းကုန်စူးစမ်းခဲ့ရတာပါအဲ့နောက်မှာတော့ဂျူလီယာ MRTV4 ရုပ်သံဇာတ်လမ်းတွဲဒီမှာ တရုတ်ဆောင်ရင်းနဲ့ပြည်သက်တွေအားပေးမှုတွေရရှိအနုပညာလောကမှာနေရာတနေရာခိုင်မာရရှိလာခဲ့တာဖြစ်ပါတယ်။အဲနောက်မှာတော့ခုဆိုရင်ချူလီဟာရုပ်တံဇလန်တွေမင်းသမီးစင်ကနေရုပ်ရှင်စကားကြီးတွေစက်တိုက်ရိုက်ကူးနေရတဲ့ထိတဲမင်းသမီးတစ်လက်ဖြစ်နေပါပြီ။ဒါပြင်ခုဆိုရင်ခိုင်သူတရုတ်ဆောင်ချူလီဟာဒီနေ့မှာဘိုးတော်ကင်းရုပ်ရှင်စကားကြီးနဲ့အမျိုးသမီးစက်ဖို့အကယ်ဒမီစီကိုထိုက်တတန်ရရှိထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီဖက်မှာတော့ချူလီဟာ over item များရင်တရုတ်ဆောင်မကောင်းမှုဆိုတဲ့အမြင်တွေလည်းရှိပါတယ်။ အခုခါမှာလေတရုတ်ဆောင်ဝင်းသမီးချူလေးဟာဘဝတူတရုတ်ဆောင်လူကျန်းဒီပေါ်မှာနှိချဆော်ကားရဲ့ပြုမှုတစ်ခုတည်းဝေဖန်မှုတွေနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။အထူးသဖြင့်ရခိုင်လူမျိုးဝင်းသမီးချူလေးဟာဆိုရင်လူကျန်းတရုတ်ဆောင်နေပေါ်မှာပတ်စံလေး9000လူတန်းပြီးဆော်ကားရဲ့ပြုမှုတစ်ခုတည်းဝေဖန်ခံရတာပါ။အဆိုပါဖြစ်ပျက်ကတော့ရှူတင်ရိုက်ကွင်းတစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်ဝင်းသမီးချူလေးနဲ့လူရှင်တော်ဟာသာတရုတ်ဆောင်ကြီးခင်လိုင်းတို့ဇနီးမောင်နဲ့ပါဝင်အခြားဝင်းသမီးတယောက်ကရှူတင်ပြီးတဲ့အချိန်မှာရှိသမျှရုပ်ရှင်ဖွဲ့သားတွေအကုန်လုံးကိုလူတန်းမှုပြုလုပ်ခဲ့တာပါ။ သူတို့တွေကပတ်စံတအုပ်စီတွေကင်ပြီးတော့အတန်းရက်နေပြီးတော့ရုပ်ရှင်ဖွဲသားတွေတယောက်ပြီးတယောက်ကမှပတ်စံတရွက်စီထုတ်ပြီးလှူဒန်းနေတာဖြစ်ပါသည်ဒီလိုမျိုးလှူဒန်းတဲ့အခါမှာပတ်စံက9000နန်းလေး1000နန်းလေးရှင်းနေရတဲ့တွေလူတွေကလည်းရှုံနေပြီးအရှုံရှင်းနေဖြစ်ခဲ့ရပါသေးတယ်ချူလေးကတော့စားလေးက9000နန်းတအုပ်ကိုကင်လာခဲ့ပြီးတယောက်ကို9000စီပဲလှူဒန်းခဲ့တာပါအလုခန်းနေသူကအရေအတွက်ကအနေငယ်နဲ့တူတယောက်ကို9000စီသားလူတိုင်းကဲလို့တကယ်ဆိုရင်ငွေရ3000တောင်မှမကုန်ပါဘူးချူလင်းလိုနုပညာရှင်တယောက်တွေငွေ3000ဟာ မောင်းတခါစားသာသာရှိပါရင်ချိုလီယာမဖြစ်ဆက်လာလူတန်းနေခဲ့ပေမယ့်အပြောတွေကတော့စကက်ကြီးစကက်ကျဲတွေပြောပြီးပတ်ဆက်ယူနေတဲ့တရုတ်ဆောင်တွေပေါ်နှိမ့်ချစော်ကားခဲ့တာဖြစ်ပါရင်ချိုလီနေဟာသာတရုတ်ဆောင်ခင်နိုင်တို့ဟာရိုက်ကွင်းင်းကဇက်ပို့တွေလူချမ်းတရုတ်ဆောင်တွေဆက်ဖွဲ့သားတွေကိုလူတန်းနေတာဖြစ်ပါရင်အဖွဲ့သားတွေကလည်းညီညာစွာတန်းစီပြီးတယောက်ချင်းယူကြပေမယ့်ချိုလီကတော့လူတွေကခဏခဏပြန်တန်းစီပြီးယူနေရလားလို့စော်ကားခဲ့တာဖြစ်ပါရင်စားလူတို့ကရှူတင်မှလူသိများတယ်လို့မထင်ရပေမယ့်အခုလိုပတ်ဆက်ပေးတဲ့အခါမှာအလိုတန်းလိုက်ကြီးကမကုံနိုင်တော့တဲ့အတွက် နှခါစီပြန်ပြီးတော့ပက်ဆန်ပိုးရအောင်လုပ်နေကြတာလားလို့ပေါ်တင်မိကွန်းထုတ်ခဲ့ပါရီ။ဂျာရီမကားသေးပါဘူးချိုလီဟာကိုလိုကျောဘက်ကတရုတ်ဆောင်တွေကိုဘာကိစ္စနဲ့ခုလိုဝင်တန်းစီပြီးလူရဲနာတွေကိုလက်ခံနေရလဲလို့ထပ်ပြီးတော့ပြောခဲ့ပါသေးတယ်။ချိုလီကတော့လူမြင်ကောင်းအောင်လူတန်းနေပြီမိလူချမ်းတွေကိုလူတန်းလို့စိတ်မရှိပဲခွဲခြားဆက်ဆံစွာပြောဆိုခဲ့တယ်လို့နှခါလောက်ပြန်တန်းစီပြီးတော့ပက်ဆန်ယူနေရလားလို့ဂုံတိတ်ခါကိုစော်ကားခဲ့တာဖြစ်ပါရီ။လူတန်းနာကတော့ကျေးဇူးတင်စရာကောင်းမိမိ ပတ်စံလေး9000လောက်လို့ပြီးတော့အခုလိုမျိုးစော်ကားပြောဆိုနေတဲ့ပုံမှာပြည်သူတရားသဘောမကျဘဲနဲ့ဝေဖန်ထောက်ပြကြပါရီ။ဗီဒီယိုထဲမှာဘသူကမှနှစ်ခါပြန်တန်းစီရမျိုးမရှိပေမဲ့ချူလေးကတော့သူလူရမင်းပတ်စံလေးပုတ်ပြီးကုန်နေမှာဆိုတဲ့အတွက်စေတနာနည်းစွာနဲ့တန်တရားဝင်ပြီးပြောဆိုခဲ့ပါရီ။ဒါကြောင့်လေပြည်သူတရားချူလေးအနေနဲ့မလူချင်းရင်လေဟန်ပြမလူတန်းဖို့အတွက်ပြောနေတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သူတရားရောငွေတပဲချောက်ပြားနဲ့လူပညာရှင်သမားချင်းစော်ကားတဲ့ချူလေးပေါ်မှာပြည်သူကြီးရောဘယ်လိုမျိုးထင်မိမိကြပါသလဲရှင်။